မင်္ဂလာပါ Healthy Kids Channel ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ခလေးတွေကိုငယ်စဉ်ကတည်းကနေစဖက်ချင်းအလေးအချင်းဖြစ်အောင်လုပ်ပေးရမယ့်နည်းလမ်းလေးဖြစ်ပါတယ်။နည်းလမ်းလေးကတော့၁၀ချက်ရှိပါတယ်။နံပါတ်၁အနေနဲ့ကတော့ငယ်စဉ်ကတည်းကစဖက်ချင်းအလေးအချင်းကိုစတင်ပေးစေချင်ပါတယ်။နေ့တိုင်းအနည်းဆုံး15မိနစ်အမြဲတမ်းလေးနေ့စဉ်စတင်ပေးပါစဖက်ချင်းလေးလည်းသတ်မှတ်ပေးပါ။ဥပမာအိမ်ရောင်းဝန်ကနေအချင်းလေး ဖိတ်ဆောင်အောင်နဲ့မှာခလေးကိုစားလေးဖတ်ပြလာရည်ဆိုသူပုံမှန်အလေးချင်းကိုဖြစ်သွားတဲ့အခါကျရင်သူကနေရာဝင်ချိန်တိုင်းမှာစားဖတ်တဲ့အလေးချင်းတွေရအောင်မယ်ပေါ့နော်နံပါတ်2အနေနဲ့ကတော့စားအုပ်ရွေးချယ်မှုကို ခလေးစိတ်ဝင်စားတဲ့အရာကနေစတင်ပြီးပါသူကနံပါတ်သူကြိုက်တဲ့အရာလေးပေါ့နော်ခလေးကစားစားကောင်းလေးကြီးကြိုက်တယ်ခလေးကြိုက်တဲ့တက်တဲ့စားကောင်းလေးတွေကိုရွေးချယ်ပေးရမယ်သူကြိုက်တဲ့တက်တဲ့အကြောင်းအရာလေးတွေကိုရွေးချယ်ပေးရမယ်ဥပမာသူကတရိတ်ဆန်လေးကြီးကြိုက်တယ် စူပါဟီးရိုးလေးတွေတိုင်းပဲဆိုရင်အိတ်ဆက်လန်းလေးတွေကိုဥစားပေးရေးချဲ့ပြီးတော့သူချိတ်နဲ့တက်တဲ့အရာမျိုးလေးတွေကိုပြောပေးပါသူကစိတ်ဝင်စားမှုပိုရမယ်သူပို့ပြီးတော့အချင်းဖြစ်မယ်ပေါ့နော်သူ့ရဲ့အသက်အရွယ်နဲ့ကိုက်ရည်စားအောက်တော့ဖြစ်ဖို့လိုတယ်စားဖက်ခြင်းအဆင့်ကိုလည်းရေးချဲ့ပေးရမယ်အမတ်၃နေနေရကြတော့စာဖတ်ခြင်းကိုသူပြောဖို့ကောင်းတဲ့အရာတစ်ခုလုပ်နိုင်ရတဲ့အကြောင်းအရာတစ်ခုဖြစ်အောင်လုပ်ပေးရမယ် သူစာဖတ်တာကိုမကြိုက်တဲ့အချိန်လေးရှိနေသူမလုံချင်တဲ့အချိန်လေးတွေမှာသူအတင်းတုံးပြီးတော့ဖျားပြီးတော့မလုံစီခြင်းကိုစာဖတ်ခြင်းကိုသူပြောတဲ့အချိန်လေးတွေသူစာဖတ်ခြင်းစိတ်ရှိတဲ့အချိန်မှာတခါတည်းဒီနေ့အတွက်စာအမယ်ဆိုလည်းဖတ်ပြလိုက်ပေါ့နော်သူစာဖတ်ခြင်းကိုသူပြောစရာလေးပြပြောင်းမယ်နောက်ဖတ်ပြတဲ့အချိန်မှာလည်းသူ့ကိုအတန်အတိုးချိန်လေးနဲ့ပြောပြမယ်ပေါ့နော် စာအုပ်ထဲမှာနည်းနည်းကြောက်စရာကောင်းတဲ့ပုံစံမျိုးလေးဆိုစာကြောက်စရာကောင်းတဲ့ပုံစံမျိုးလေးရေးစရာကောင်းတဲ့ပုံစံမျိုးလေးဆိုရင်ရေးစရာကောင်းတဲ့ပုံစံမျိုးလေးအနေနဲ့အတက်မျိုးစုံလေးစာကောင်းရဲ့အတက်မျိုးစုံလေးတုပ်ပြီးတော့ဖတ်ပြပေးမယ်ပေါ့နော်နံပါတ်၄ကတော့အိမ်တွင်းစာဖတ်ရင်းချေးမှုကိုဖန်တီးပေးမယ်အိမ်တွင်းထဲမှာမိဘကိုယ်တိုင်ကစာဖတ်နေဖို့ခလေးတွေကိုမြင်စေခြင်းပဲခလေးတွေကိုမြင်အောင်ပြပေးမယ်ပေါ့နော်ကိုယ်လည်းစာဖတ်တယ်သူလည်းစာဖတ်ကိုစာဖတ်တဲ့အရေးချင်းရှိရအောင်သူသိသွားမယ် သူလည်းစာဖတ်ခြင်းစိတ်ဖြစ်လာမှာပေါ့နော်နောက်တစ်ခုကအဲစာအုပ်လေးတွေအကုန်လုံးစာအုပ်စင်းလေးသူ့အတွက်တတ်မှတ်ပေးတာမျိုးစာအုပ်စင်းလေးသူ့အတွက်ခလေးစာအုပ်စင်းလေးဝယ်ပေးပြီးတော့စာအုပ်လေးတွေထားပြီးမယ်ဒါကတော့တာတာမျိုးအတွက်စာအုပ်လေးတွေစာကြည့်စင်းလေးဖန်လေးပေးခြင်းအဖြစ်သူ့ကိုစာဖတ်ခြင်းစိတ်ပို့ပို့ပြီးတော့တိုးတက်လာအောင်တိုးပြီးလုပ်ရပါတယ်နံပါတ်9အနေနဲ့ကတော့ digital နည်းလမ်းများနဲ့ပေါင်းစပ်ပါ ခိုင်မလီသူတို့တွေကစာအုပ်ကြည့်ပဲဖတ်ရမျိုးရမရှိဘူးเนาะအဲ့တော့သူထိုက်တဲ့စာအုပ်လေးတွေကို online ကနေ audio books လေးတွေနားထောင်နေ audio books လေးတွေ ရှိတယ်။အဲ့ရှိရဟာဒီအကြောင်းအရာလေးကိုသူ့ကိုဒီလိုမျိုးလေးဒီသူ့ရဲ့သူ့သူ့ဖတ်ပြီးသားအကြောင်းအရာလေးကိုပြန်ပြီး audio books မှာပြန်မထောက်ခိုင်းတာမျိုးတွေနောက်တစ်ခုကသူ့ရဲ့အပြန်အလှန်ပါဝင်နိုင်တဲ့ e-books အဲ့လိုပုံစံမျိုးဒီပေါ်မှာစာဖတ်ရင်းနဲ့ game စားတာမျိုးပုံစံမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေနဲ့ပုံပြီးပို့ပြီးဆွဲဆောင်နေတယ်ပေါ့စာဖတ်ခြင်းစိတ်ဖြစ်အောင်ဒီတသမတ်တဲ့ဒီစာအုပ်လေးနဲ့ပဲဆွဲဆောင်နေတူကြာလာရင်းဝေးတာမျိုးဖြစ်နိုင်တယ်အဲ့ကြောင့် ံပါတ်6နေရတော့နံပါတ်6နေနေရတော့စဖတ်ပြီးနောက်ဆွေးနွေးမှုလုပ်ပါဒီစာအုပ်လေးကိုဖတ်ပြီးပြီဆိုဒီတော့ပေါ့9ရက်6ရက်လောက်ဒီစာအုပ်လေးကိုဖတ်နေဖတ်ပြီးသွားပြီဆိုတော့ဒီစာအုပ်ကလေးမှာဘယ်စက်ကောင်အကျိုက်ဆုံးလဲဘသူလဲမင်းအကျိုက်ဆုံးစက်ကောင်အမိခွန်းလေးတွေမြင်နေနောက်ပြီးတော့ဒီစက်ချောင်းလေးကိုပြန်လေးပြီးတော့ဖော်ဆောင်ဖိုင်းနာလုပ်မယ်ပေါ့နော်သူပြပြရင်လည်းဒီစက်ချောင်းလေးကိုပြန်ပြောပြပါဘလို့စက်ချောင်းလေးနဲ့ရှင်ရဲ့ group play လေးကိုပြုလုပ်ပြီးတာ နံပါတ်9ကတော့ဒီစာဖတ်ခြင်းနဲ့စုချင်းနေခြင်းကိုဆက်ဆက်ပြီးပါဒီစာအုပ်လေးတွေဒီစာမျက်နှာလေးတွေသတ်မှတ်ပြီးမယ်စာမျက်နှာဆယ်မျက်နှာလေးဖြစ်ဖြစ်ငါးမျက်နှာလေးဖြစ်ဖြစ်စာမျက်နှာ20ပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုစာမျက်နှာလေးတွေဖတ်ပြီးတိုင်းမှာဒီတော့ကိုယ်ကနေဒီစာတော့ဝင်စာမျက်နှာ20မျက်နှာရှိရင်စာမျက်နှာ စာမင်းနာနဲ့မင်းနဲ့ဟိုအဆက်သုံးလေရှိမယ်ပေါ့နော်ဒီစာမင်းနာဘယ်လောက်ဖတ်ပြီးနိုင်မှာတမီးလေးကိုခြေခွင်းလေးပေးမယ်ဆူချမယ်ပေါ့နော်လူစောက်တော့အုံလုံးဒါဖတ်တယ်ခဏခဏဖတ်တယ်ဘယ်နှခေါက်ဖတ်ပြီးသွားပြီဆိုရင်သူ့ကိုဆူတေးတေးလေးထပ်ပြီးတော့ချင်းနေချင်းပြည့်သူ့ရဲ့စာဖတ်ခြင်းစိတ်ကိုတိုးတက်အောင်လုပ်ပြီးလုပ်ရတယ်အခုကတော့သူ့စာကြည့်လိုက်နံပါတ်၈နေနေဟာစာကြည့်လိုက်ကိုပုံမှန်ခေါ်သွားလို့ရပါတယ်စာကြည့်လိုက်ကိုပုံမှန်ခေါ်သွားစေချင်အဖြစ်သူကပို့ပို့ပြီးတော့စာဖတ်ခြင်းစိတ်ကိုတိုးတက်လာအောင် စူးစမ်းပြီးမယ်စာကြည့်တဲ့ကိုလည်းပုံမှန်လေးသွားပြီးမယ်သူစိတ်တဲ့စာအုပ်လေးမျိုးလည်းသူကလို့ရရင်ရွေးလို့ရရင်ဆိုရဲဟာမျိုးလေးပြောပြပေးလို့ရတယ်ပေါ့နော်နံပါတ်9ကတော့ခလေးပြင်သားထားတဲ့စာအုပ်လေးကိုဖတ်ပြီးမယ်ခလေးကိုသူအကြောင်းအရာလေးရေးနိုင်မယ်ရေးနိုင်ပြီးပြန်ပြီးတော့ဖတ်မယ်ဖတ်ကြည့်မယ်ကိုကဖတ်ကြည့်ရင်နောက်သူပို့ရသူကိုပိုင်ဇလန်လေးတွေကိုရေးနိုင်တယ်ပေါ့နော်ပြီးဖတ်မယ်အဲ့လိုလေးအချင်းလေးလုပ်ပြီးမယ် ီသားစုဝင်တွေအတွက်လည်းစာဖတ်နီလာကံလို့သဘောမျိုးလေးတယောက်တယောက်လူတိုင်းစာဖတ်တဲ့စာအုပ်လေးယူလာပြီးတော့ဒီပေါ်တစ်ပတ်တစ်ခါတော့ဖြစ်ဖြစ်ဖြစ်တလားတစ်ခါတော့ဖြစ်ဖြစ်စာဖတ်နီလာကံလို့လုပ်ပြရမျိုးလေးလုပ်ပြလို့ရတယ်။နံပါတ်10အနေနဲ့ကတော့စာဖတ်ခြင်းကိုလက်ပြုဖို့ကလည်းဆက်ဆက်ပြတာပေါ့နော်။အဲ့တော့ဒီစာအုပ်လေးကအကြောင်းအရာလေးသက်ဆိုင်တဲ့အဲဒီအဲ3ဆန်စာအုပ်လေးချိန်မယ်ဆိုလို့ရှိရင်တော့ဒီ3ဆန်စာအုပ်လေးလေးကိုယူသွားမယ် သူ့ကိုဒိတ်ဆန်ခေါ်ရတဲ့ခါမျိုးမှာဒိတ်ဆန်လေးနဲ့ဆက်ဆက်ပြမယ်ဒိတ်ဆန်ဆောင်လေးဖတ်ပြီးတော့ဒိတ်ဆန်လေးရေဒီပါလေးရှေးချားလေးတမင်းလေးငှက်လေးအကုန်လုံးပြရမယ်သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်းအဲဒီလိုမျိုးလှုပ်ခိုင်းသူ့လှုပ်ရှားမှုသူ့ရဲ့တဘာဝလေးတွေကိုလည်းကြည့်နိုင်မယ်ပေါ့နော် ဒါပေမဲ့နောက်ကပေါ်ကတော့ဒီဆောက်ခဲရလှူရှားမှုတွေကိုလက်တွေ့လုပ်ခိုင်းတဲ့ဟာလေးရတော့ဥပမာအနေနဲ့ချက်ပြုတ်တဲ့ချက်ပြုတ်ဆောင်လေးဖတ်မယ်ဖတ်ပြီးဒါလေးကတစ်ခုချင်းတစ်ဆင့်တစ်ဆင့်လောက်ရတဲ့အဆင့်လေးကိုသူနဲ့တူကိုလည်းလှူဆောင်ပြီးတော့ဒီဆောက်အုပ်ကိုဆာနဲ့ဆောက်ထင်မှာပါတဲ့ဆောင်လေးဖတ်နိုင်တယ်နောက်ပြီးတော့ activity နည်းနဲ့သူဒီခုချက်ကားလေးတွေသူအခုလောက်ကလေးအဲ့လိုမျိုးလေး ့အထူးကျေပြုချင်တာကတော့ဒီထဲမှာပါရင်းလေးဆိုရင်စာဖတ်ချိန်ကိုတော့ဖိအားမဖြစ်စေဘဲနဲ့ပျော်စရာဖြစ်ထားပါတဲ့တော့ကလေးတွေကိုတော့ဒီစာဖတ်ရမယ်စာဒီနေ့ဒါကိုဖတ်အောင်ဖတ်ရမယ်ဆိုမျိုးမဟုတ်ခင်လေသူစိတ်ပျော်တဲ့အချိန်လေးတွေမှာတခါလေလုပ်ပေးလိုက်တာမျိုးကတော့သူ့ကပ်ပို့ပြီးတော့ဖိအားမဖြစ်ဘဲနဲ့ပို့ကောင်းပါတယ်သူ့ရဲ့စာဖတ်လုံးကိုတော့တနည်းကို15မိနစ်လောက်ပါလိစတင်ပြီးမယ်ဖြည်းဖြည်းချင်းပို့ရမယ်ပေါ့နော်အလေးကိုဒီစာအောင်ဆောင်မြင်မရတဲ့7မိနစ်ပေါ်တစ်ဖြည်းဖြည်းချင်းတိုးသွားပြီးတော့မှဟောမင်း နော်စောက်ချင်းဆိုတာအဲခလေးတယောက်ကပျော်လင်းချက်အစ်စ်တွေကဘာအစ်စ်တွေကိုအခမဲ့ခီးထွက်ခွင့်ပြီးလက်ဆောင်လေးတကူလည်းဖြစ်ပါတယ်အဲဒါကြောင့်တင်ကလေးတွေကိုစောက်ဖတ်ချင်းစီဖြစ်အောင်ဘယ်နည်းလမ်းလေးကိုအရင်ဆုံးစမ်းကြည့်မယ်ဆိုတာတော့ဒီချင်းမင်းတို့ဒီအားလေးဖတ်ပြီးတော့ပေါ့ပေါ့မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်